မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးထာနာမှာ2025ခုနှစ်နိုဝင်ဘာလ29ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00ခွဲအချိန်တိုက်ခွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရဟိုင်း၊ရှမ်းကုန်းမြို့မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရဟိုင်းနဲ့မန္တလေးမြို့မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရဟိုင်းတို့ဖြစ်ကြပါသေးတယ်။ အာကောင်နဲ့မုံနိုင်ငယ်အခြေအနေတည်အာကောင်နဲ့မုံနိုင်ငယ်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်15:30နာရီအချိန်တိုင်းတော်စများအရာအင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်စပ်လျက်ရှိတဲ့မလကာရေလက်ကြောင်မှာဖြစ်ပေါ်နေတဲ့အာကောင်နဲ့မုံနိုင်ငယ်ဟာအရှေ့ဘက်သို့ရွှေ့လျခဲ့ပြီးမလကာရေလက်ကြောင်တို့ရရှိခဲ့ပြီးမြန်မာနိုင်ငံကောတာမြို့ရဲ့တောင်ဘက်ရေမိုင်း380မိုင်ခန့် မလေးရှားနိုင်ငံ ပီနန်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်း130မိုင်ခန့်နဲ့အင်ဒိုနီးရှားနိုင်ငံကူတာမကွာမြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်း190မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွေးလျားမယ့်အခြေအနေမရှိပါသဖြင့်အဝရောက်ဆင့်ဟုသတ်မှတ်ပါတယ်။အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့တည်နေရဗဟိုချက်လေပြားနဲ့လေတိုင်နှုန်းအဆိုပါအားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြန်မာစံတော်ချိန်15:30နာရီအချိန်မှာမြောက်လက်တီကျို3.8ဒီဂရီနဲ့အရှေ့လောင်စီကျို69.6ဒီဂရီမှာရှိပြီးဘဝကျက်လီပီယာ1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းမှာတနအီကို35မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်6နာရီအတွင်းခမန်းကျန်အဆိုပါအကောက်နဲ့မုံတိုင်းငယ်ဟာနောက်6နာရီအတွင်းအရှေ့ဘက်သို့ရွှေ့လျားနိုင်ပြီးမုံတိုင်းငယ်အဖြစ်အာရော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ တိဘိနိုစောချန်အဆိုပါအာကောင်နယ်မုံတိုင်းငယ်ရဲ့အရှင်ကြောင့်မုဒမကွေဝင်းနေနေသားရဲ့ကင်မရာတစ်ချောင်းနဲ့ကလွန်ပင်လေပြင်းတော်မှာတစ်ခါတည်းရန်မိုးသက်လေးပြင်းများဆက်ရောက်ပြီးလှိုင်းကျနေပါတယ်မိုးသက်လေးပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကုန်မိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်လှိုင်းမြမမုဒမကွေမိုးတနေသားရဲ့ကင်မရာတစ်ချောင်းနဲ့ကလွန်ပင်လေပြင်းတော်မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်အကြံပြုချက်တို့ဖြစ်ပါ၍အာကောင်နယ်မုံတိုင်းငယ်ရဲ့အရှင်ကြောင့် ပြည်တွင်းလေကြောင်းပြန်တမ်းရင်မုံတမာကွေမွန်တနင်္သာရီကရုဏတရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့ရှိကန်နီကန်ဝေငါဖန်ရရင်မြောင်းသင်မောများအနေဖြင့်လဲကြိုတင်တရိပ်ပြုနိုင်မယံအတိပေးနှိုးစော်အပါတဲ့ဆိုင်ကလုံးမုံတိုင်းတဲ့ဆိုင်ကလုံးမုံတိုင်းဒေဝါချင်းနေဒီကနေ့မြန်မာစံတော်ချိန်စက်ခွေ30နာရီရဲ့ချိန်တိုက်တော်ကြများအရာဘင်္ဂလားပင်လယ်အနာတောင်ပိုင်းနဲ့ရင်းနဲ့ဆက်စပ်ရရှိတဲ့တိရိလင်္ကာနိုင်ငံကန်ကြီတို့မှာဖြစ်ပေါ်နေတဲ့အကောင်နဲ့မုံတိုင်းငယ်ဟာ မြောင်းအနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီးပုံမောအကောင်လာကဆိုင်ကလုံးမုန်တိုင်းဒေဝါဖြစ်သောရရှိခဲ့ပါတယ်။အဆိုပါဆိုင်ကလုံးမုန်တိုင်းဒေဝါဟာမြန်မာနိုင်ငံ ကိုကိုကျွန်းမြို့ရဲ့အနောက်တောင်ဘက်ရှေးမိုင်း၈၀၀မိုင်ခန့်တိရိလင်္ကာနိုင်ငံ ထရီကိုမာလီမြို့ရဲ့တောင်ရှိတောင်ဘက်ရှေးမိုင်း၁၁၀မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံပူရူချယ်ရီမြို့ရဲ့တောင်ရှိတောင်ဘက်ရှေးမိုင်း၃၃၀မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းတဝါရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်ရွေးလျားမယ့်အခြေအနေမရှိပါသဖြင့်အဝရောင်ဆင့်ဟုသတ်မှတ်ပါရယ်။ဆိုင်ကလုန်းမုန်တိုင်းတဝါရဲ့တည်နေရာဘဝချက်လေးပြားနယ်လေးတိုင်းတော်အဆိုပါဆိုင်ကလုန်းမုန်တိုင်းတဝါဟာမြန်မာစံတော်ချိန်စက်ခွင်30နာရီအချိန်မှာမြောက်လက်တီကျို6.9ဒီဂရီနဲ့အရှိလောင်ကြီးကျို87.9ဒီဂရီမှာရှိပြီးဘဝချက်လေးပြား 998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးနေတိုင်းနှုန်းမှာတနအိကို55မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်60နာရီအတွင်းခမန်းချက်အဆိုပါဆိုက်ကလုန်းမုန်တိုင်းတဲဝါဟာမြောက်အနောက်မြောက်ဘက်သို့ရွှေ့လျောင်းနိုင်ပြီးတိရီလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနဲ့ရင်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့ကို ဖြတ်ကျော်နိုင်ကအိန္ဒိယနိုင်ငံတမီနာဒုကမ်းခြေနဲ့အင်ဒရာပရာဒေတောင်ပိုင်းကမ်းခြေတို့သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက် အဆိုပါဆိုက်ကလုန်းမုန်တိုင်းတဝါရဲ့အချိန်ကြောင့်မုတ်တမကွေမွန်းတနင်္သာရီကရင်တဆောင်းနဲ့ကယ်လွန်ပင်လယ်ပြင်တို့မှာတက်ခါတရံမိုးသက်လေးပြင်းများချက်ရောက်ပြီးလိုင်းကြီးနိုင်ပါတယ်မိုးသက်လေးပြင်းချက်စဉ်ရှေးပြင်းပြင်းပြင်းလေးဟာတနအိကုန်မိုင်30မှာ35မိုင်ထိတက်ခတ်နိုင်ပါတယ်လိုင်းမြမမုတ်တမကွေမွန်းတနင်္သာရီကရင်တဆောင်းနဲ့ကယ်လွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှာ7ပေကန်ရှိနိုင်ပါတယ်အကြံပြုချက်တို့ဖြစ်ပါ၍ဆိုင်ကလုန်းမုန်တိုင်းတဝါရဲ့အချိန်ကြောင့် ပြည်တွင်းလေကြောင်းပြန်တမ်းရေးမုံတမကွင်မွေးတနေသားရေးကရန်တရှောင်းနဲ့ကန်းလွပင်လက်ပြင်းတို့ရှိကန်နီကန်ဝေငါဖန်ရေရေမြောင်တင်မောများအနေဖြင့်လဲချိုးတင်တတိပြုနိုင်မရဲ့အတိပေးနှိုးစော်အပါရင်ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသဂျိုတိုမဖန်ရရှိတဲ့ပုံအရာဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အလဲပိုင်းတို့မှာတိတ်နေငယ်ဖြစ်ထွန်းနေပြီကပလီပင်လယ်ပြင်နဲ့ချန်ဘင်္ဂလားပင်လယ်ော်တို့မှာတိတ်တက်တက်မှာတိတ်တူတက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ တိမ်သက်တမ်းဖြစ်ထွန်းနေပြီးကြံ့ဒေသတွေမှာတိမ်နှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်18:30နာရီချိန်ထိုင်ထွားကြများအရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမော်နိုင်းကိုတိုဟောင်းအနောက်ဘက်သို့ဖြင်းညွှန်စွာရွှေ့လျားခဲ့ပြီး VN နိုင်ငံဒါနန်မြို့ရဲ့အရှိတောင်ပိုင်းရေမိုင်း350မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟုပြနေပါတယ်။အဆိုပါ တိုင်ဖုန်းမော်နိုင်းကိုတိုဟောင်း အနောက်အနောက်တောင်ဘက်သို့ဖြင်းချင်းစွာရွှေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာမော်တော်မားကွေမွန်းတနင်္သာရီကေရန်တစ်ဆောင်နဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကိုမိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမော်တော်မားကွေမွန်းတနင်္သာရီကေရန်တစ်ဆောင်နဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေကန်ရှိနိုင်ပါတယ်။စင်နမာပင်လယ်ပြင်မှာလှိုင်းတက်တက်ရှိပါမယ်။လှိုင်းမြင့်မှာ မြဝကျွန်းပေါ်ရခိုင်ကံရုံနဲ့တခြားနဲ့ကမ်းလွတ်ပင်လေပြင်းတို့မှာ9ဘေမှ9ဘေကရှိနိုင်ပါတယ်။နက်ပြတ်မွန်းတဲ့အချိန်ဒီခမန်းချက်များအနေနဲ့ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာွက်ကြောင်မုတ်ထစ်ကျုံရွာနိုင်ပါတယ်။ကချင်ပြည်နယ်စကန်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတင့်အထင်တင့်ဖြစ်ထွန်းပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကန်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီးနယ်၊ကယောင်ပြည်နယ်တို့မှာအများအပြားသားရပါမယ်။နေပြည်တော်နဲ့နေတော်ဝိုင်းမနက်ပြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာအများအပြားသားရပါမယ်။အနေအဆုံမူချိန်မှာ18ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံမူချိန်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်ဝိုင်းမနက်ဖြန်အတွက်မိုးလမတာအခြေအနေခံမှန်းချက်မှာတိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။ အနည်းဆုံးမူချိန်မှာ18ဒီဂရီဆယ်စီယပ်64ဒီဂရီဖာရဟိုင်းနဲ့အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာအများအပြားသိရပါမယ်။အနည်းဆုံးမူချိန်မှာ16ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရဟိုင်းနဲ့အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ စကားနဲ့တာကြီးအောင်ပိုင်းမကွေးတိုင်းနေသားကြီးမန္တလေးတိုင်းနေသားကြီးနေပြည်တော်ပဲခူးတိုင်းနေသားကြီးရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညပူချိန်များအနည်းငယ်လျှော်နေနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်တာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်